ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ12ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေးသတင်းနေဖြင့်တပရင်နောက်ဖက်ချမ်းအိုးထိန်တွင်ကြေးရွာစာတင်ကျောင်းသို့အကျန်းဖက်ဆက်ကစမှအကျောင်းမဲ့လေကျောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီးပြည်သူအများအပြားသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းတိုင်းတပရင်မြို့နယ်အတွင်းကအိုထိန်တွင်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကဒီနေ့မနက်9:36မိနစ်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူအနည်းဆုံး18ဦးအထိသေဆုံးထားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားကြောင်း PVTV မှသတင်းထုတ်ပြန်ထားပါတယ်။လက်တလောကလေးတေဆုံးက18ယောက်အထိဖြစ်နေပါပြီ။ဒဏ်ရာရတာ20ပါ။ထပ်တိုးနိုင်သေးတယ်လို့ PVTV ကဆက်သွယ်မေးမြန်းမှုကိုမွန်းလွဲ7:43မိနစ်မှာပြန်လည်ဖြေဆိုထားတာပါ။ ဂျမ်ဖတ်စစ်တပ်ကပြစ်ခတ်တိုက်ခိုက်သွားတဲ့စာတင်ကြောင်းကအိုးထိန်တောင်ရွာနဲ့မြောက်ရွာနှစ်ရွာကြားမှာရှိတာဖြစ်ပြီးစာတင်နေချိန်မှာအဂျမ်ဖတ်စစ်တပ်ကအခုလိုတိုက်ခိုက်ခဲ့တာပါစာတင်ကြောင်းကိုလာရောက်ဘုံချဲတိုက်ခိုက်ခဲ့တဲ့ Jet Fighter ကအဂျမ်ဖတ်စစ်တပ်ရဲ့မိဒီလာရှန်တဲကတက်လာတဲ့ Jet Fighter ဖြစ်တယ်လို့လည်းကနဦးသတင်းရရှိထားပါတယ်စာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်ခံရမှုအတွင်တေဆုံးဒဏ်ရာရသူတွေကိုဆက်လက်ရှာဖွေနေစေဖြစ်တယ်လို့လည်းသတင်းရင်းမြစ်ကပြောပါတယ်။ ဒီကျောင်းကနေတိုက်ခိုက်ခံရတဲ့စာတင်ကျောင်းကအလေတန်းကျောင်းဖြစ်ပြီးတော့တည်ဆုံသူတွေထဲမှာကလေးတွေအပြင်စာတင်ကြားနေတဲ့ဆရာတွေလည်းပါဝင်နိုင်တယ်လို့သိရပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်စင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာတို့တရတဦးတက် jet fighter ဖြင့်စကားဆလေးချောင်းတိုက်ခိုက်ခဲ့၍အရသား2ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးပျက်စီးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။စင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာတို့တရတဦးတက် jet fighter ဖြင့်စကားဆလေးချောင်းတိုက်ခိုက်ခဲ့၍ အရသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးပျက်စီးခဲ့ပါတယ်။2025ခုနှစ်မေလ17ရက်မနက်6:55မိနစ်အချိန်တွင်စင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာသို့တရဦးတက်စက္ကစဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးပျက်စီးခဲ့ရပြီးပြည်သူများအနေဖြင့်စက္ကစနှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့်လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခိုခြင်းများတူးထားကြရန်နှိုးဆော်ထားပါသည်ခမညာ ဆက်လက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ25ကုတ်ကဲမှုအောက်ရှိပဲခူးခရိုင်အမှတ်နှစ်တပ်ရင်း P23702E ရှည်တန်းစစ်စင်ရေးပုံရိပ်များကို NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ဖော်ပြတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ25ကုတ်ကဲမှုအောက်ရှိပဲခူးခရိုင်အမှတ်နှစ်တပ်ရင်း P23702E ရှည်တန်းစစ်စင်ရေးပုံရိပ်များကို NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ဖော်ပြလိုက်ပါတယ်။ မေလာ၁၂ရက်နေ့ဖော်ပြချက်အရပြည်သူ့ကာကွယ်ရေးတပ်မတော်ပြူဟာ၂၅ကုတ်ကဲမှုအောက်ရှိဘကိုးခရိုင်အမှတ်နှစ်တရင် P23702 ဤရှေ့တန်းစစ်စင်ရေးပုံရိပ်များလို့ဖော်ပြပါဗျ။လက်တလုံးမှာမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းအမှတ်၁စစ်စင်ရေးနယ်မြေနှင့်အမှတ်၂စစ်စင်ရေးနယ်မြေတို့၏အစီအစဉ်ကရင်မျိုးသားအစည်းအရုံးတပ်မဟာ3ဤပူးပေါင်းဆောင်ရွက်မှုဖြင့်2025ခုနှစ်မေလ10ရက်ကပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်6ရွာရှိ အကြံဖတ်စစ်ကောင်စီ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ998တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ခင်ဗျာဆလဘီချင်းညီနောင်ထိန်ချုပ်နေမြင်းများအတွင်ရှိပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်တော်လိုင်းအင်အားစုများနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ချင်းညီနောင်ကထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် ချင်းညီနောင်ထိန်းချုပ်နယ်မြေများအတွင်ရှိပြည်သူလူထုဤအသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်တော်လိုင်းအင်အားစုများနဲ့အတူလက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ချင်းညီနောင်ကထုတ်ပြန်လိုက်ပါတယ်။ဧပြီလ26ရက်မှ29ရက်အထိကိုစလဲ39ဦးနဲ့မြေပြင်အစည်းအဝေးကျင်းပခဲ့တယ်လို့ချင်းညီနောင်ကသတင်းထုတ်ပြန်ပါတယ်။ချင်းညီနောင်ထိန်းချုပ်နယ်မြေများအတွင်ရှိပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်ကျန်းမာရေး၊ပညာရေး, စာနယ်ရိတ်ခါဖူလုံရင်းအစရှိသည့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းထီထီရောက်ရောက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ပြည်တွင်းပြည်ပရှိမိဘပြည်သူများတော်လိုင်းအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်အခြေခံသဘောတူညီချက်များချမှတ်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။ဒါအပြင်ချင်းညီနောင်နှင့်ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်ရန်ပုံမကျစ်လက်ခိုင်မာသောတပ်မတော်တရက် Standard Army အဖြစ်ဖွဲ့စည်းသွားမယ်လို့ကြေညာချက်မှာဖော်ပြပါရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးချက်တင်နဲ့စစ်ကြောင်းမှအခြေခံစစ်တင်နဲ့အပတ်စဉ်ကတိုက်ခိုက်ရေးတပ်သားတင်များနှင့်ချက်တင်နဲ့စစ်ကြောင်း drone တပ်ဖွဲ့ဝေဟင်အင်အားဖြင့်တင်ရေးတပ်သားတင်များခေါ်ယူတဲ့သတင်းကိုတင်ပြပေးပါမယ်။ကျသစ်နဲ့စစ်ကြောင်းမှအခြေခံစစ်တင်နံအပတ်စဉ်ကတိုက်ခိုက်ရေးတပ်သားတင်များနှင့်ကျသစ်နဲ့စစ်ကြောင်း drone တပ်ဖွဲ့ဝေဟင် အင်အားဖြည့်တင်ရေးတပ်သားတင်များခေါ်ယူလျက်ရှိပါတယ်။အိမ်ပြန်လန်းခရီးကြမ်းကြီးမှာတစ်ဆက်ကမှမနာဘဲအာသွန်ခွန်ဆိုင်စူးစမ်းခဲ့ရာ ယခုဆိုလူလူအောင်ပွဲပေါင်းများစွာရရှိခဲ့ပြီးဖြစ်ပါတယ်။အာနာရှင်တို့ရဲ့ဖိနှိပ်မှုပေါင်းများစွာကို လူလူမှခါခါတီးတီးခံစားခဲ့ရပြီးဘယ်လိုအခြေအနေမျိုးမှမစိုးယုံထနိုင်ခဲ့ပါတဲ့။ဒီအခက်ခဲပေါင်းများစွာတို့မှလွတ်မြောက်နိုင်ရေးအတွက်ကျစ်တဲ့နဲ့စစ်ကြောင်းမှတပ်သားတစ်များကို စီစစ်ခေါ်ယူလျက်ရှိတယ်လို့အသိပေးဆိုထားပါတယ်။တဒါတိလျှောက်ထားလူသူများအနေနဲ့ကျစ်တဲ့စစ်ကြောင်းတို့ဆက်သွယ်နိုင်ကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီး ြန်မာစစ်အုပ်စုကိုလောင်စာဖြည့်ပေးနေသည့်အာဆီယံတထေးကြီးများအားဖော်ထုတ်ရန်အာဆီယံအသက်30အထက်မတမာသူများစည်းရင်းကို Justice for Myanmar ကထုတ်ပြန်တဲ့သတင်းအကြောင်းအရာကိုတင်ပြပေးပါမယ်။မြန်မာစစ်အုပ်စု၏ရက်ဆက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ဆင်ရေးကိုအားပေးကူညီခဲ့သည့်အရှိတောင်အာရှတလွားမှတထေးကြီးများအားအများပြည်သူတို့ဖော်ထုတ်ရန်အတွက်အာဆီယံအသက်30အထက်မတမာသူများစည်းရင်းကို Justice for Myanmar မှယနေ့စတင်ထုတ်ပြန်လိုက်ပါသည် အသည့်ထုတ်ပြန်လိုက်သည့်ဂုံတရေပြတ်သူများသည်အရှိတောင်အာရှတလွားရှိဩစာတိတ်ကမကြီးမာသောတထေးကြီးစနဦးတို့ဖြစ်ပြီး၎င်းတို့သည်ဗန္နာငွေပံပိုးခြင်းစစ်အုံဆောင်ရောင်းချခြင်းဗန္နာဤဝန်ဆောင်မှုများပေးအပ်ခြင်းတို့မှတဆင့်စစ်အုပ်စု၏ရက်ဆက်ကြမ်းကြုတ်မှုကြီးများမှအကျိုးမြတ်ရရှိနေသူများဖြစ်ကြတယ်လို့ဖော်ပြပါသည်။အာဆီယံအသက်30အထက်မတမာသူများဆင်းရဲတွင်ပါဝင်သောဂုံတရေပြတ်သူစနဦးတို့တွင် ရောဘတ်ခော့မလေးရှား ချက်ရင်းတိရဝထနာဟတ်တီထိုင်းငွေရင်တီဖူအန်တောင်ဗီယက်နမ်ချက်ချိုင်းရန်ပန်ဝေါင်ထိုင်းလီတီရှိ စင်ကာပူတို့ပါဝင်ပါတယ် Justice for Myanmar ဤပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က၄နှစ်အတွင်းအာဆီယံကမြန်မာပြည်သူတွေအတွက်တာဝန်ပြက်ကွက်ခဲ့ပါတယ်သူတို့ဘုံသဘောထား၅ရက်ကအေးအေးယူမှုမရှိပြက်ကွက်မှုတွေအတွက်စင်သေးကိုစိတ်တည်ရည်နဲ့ဖုံးနာတာဖြစ်ပြီး တဖက်မှာအစိုးရအဖွဲ့ဝင် လူချမ်းသာတစုကစစ်ရာဇဝတ်ကောင်တွေလက်ထဲကိုစစ်လက်နက်နဲ့စစ်သုံးပစ္စည်းတွေဆက်ပြီးစီးဆင်းနေစေတာပါဒီဘီလီယံနာတထေးကြီးတွေကကမ္ဘာခေါင်းဆောင်တွေနဲ့အကျွမ်းတဝင်ရှိကြပြီးအဖို့တန်စီမံကိန်းကြီးတွေမှာယင်းနှိမ့်မြှန့်ကြပါတယ်စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတိုင်းရဲ့နောက်ွယ်မှာစီးပွားရေးဆက်နွယ်မှုတစ်ခုအမြဲရှိပြီးအဲ့ဒီစီးပွားရေး elite တွေအနေနဲ့မဖြစ်မနေတာဝန်ခံရမှာဖြစ်ပါတယ်လို့ပြောပါတယ် 2022ခုနှစ် Justice for Myanmar သည်စင်ကာပူနိုင်ငံတွင်လုပ်ကိုင်နေသည့်စစ်လက်နက်ပွဲစားကုမ္ပဏီ38ခုအားဖော်ထုတ်ခဲ့ပြီး2023ခုနှစ်တွင်စင်ကာပူနိုင်ငံသည်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ254တန်ဖြင့်မြန်မာနိုင်ငံသို့တတိယအကြီးဆုံးစစ်လက်နက်ရောင်းချသည့်နိုင်ငံဖြစ်ကြောင်းကုလသမဂ္ဂကအစီရင်ခံခဲ့ကာရင်းနောက်တွင်အရေးယူဆောင်ရွက်ရန်အတွက်စီးပွားရေးလုပ်ငန်းများနှင့်အစိုးရများအပေါ်ဖိအားပေးရန်အတွက်ဒူမိုစင်ကာပူလှုပ်ရှားမှုကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအင်အားပြင်းငလင်လှုပ်ခတ်မှုပေးတင်နေခြင်းအကြံဖတ်စစ်အုပ်စုကရက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှု300ကျော်ရှိခဲ့ပြီးတေဆုံးသူ330ကျော်ရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်အင်အားပြင်းငလင်လှုပ်ခတ်မှုပေးတင်နေခြင်းအကြံဖတ်စစ်အုပ်စုကရက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှု300ကျော်ရှိခဲ့ပြီးတေဆုံးသူ330ကျော်ရှိခဲ့တယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ င်အားပြင်းငလင်လှုပ်ခတ်မှုပဲတင့်နေခြင်းအကြံဖတ်စစ်အုပ်စုကအရတားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများကြောင့်အရတားပြည်သူတေဆုံးထိခိုက်ဒဏ်ရာရအချက်လက်များကိုမတ်လ28ရက်မှမေလ9ရက်2025အထိလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမှတ်တမ်းများကောက်ယူပြုစုထားပါတယ်။အဆိုပါအချက်လက်များအရလေကြောင်းတိုက်ခိုက်မှု382ရှိခဲ့ပြီးတေဆုံးသူ334ဦးထိခိုက်သူ952ဦးရှိခဲ့ပါတယ်။ ေကြောင်းတိုက်ခိုက်မှုကိုအများဆုံးခံစားရတဲ့ဒေသများမှာစကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ကရင်ပြည်နယ်တို့ပါဝင်ပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်မိုးကုံမြို့နယ်တွင်မူရစ်စေဝါ၃ဆွဲသူ၉ဦးဖမ်းဆီးရမိတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်ပြည်တပ်မဟာသုံးနယ်မြေမိုးကုံမြို့နယ်တွင်ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF TNL ၏တအောင်ပြည်ရဲတပ်ဖွဲ့မှမူရစ်စေဝါ၃ဆွဲသူ၉ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့အတည်ပြုထုတ်ပြန်ပါတယ်။ မေလ၈ရက်နေ့တွင်ဗဟိုရဲတပ်ဖွဲ့ခရိုင်ရဲတပ်ဖွဲ့နှင့်မြို့နယ်ရဲတပ်ဖွဲ့တို့မှပူးပေါင်းပြီးမြို့အဝင်ထွက်ရှိဂိမ်းများနှင့်ကျေးရွာများအပါအဝင်တွားရောက်စစ်ဆေးမှုများပြုလုပ်ရာတွင်သုံးဆွဲသူအများအပြားဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူများကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ဤတအောင်းပြည်ရဲတပ်ဖွဲ့မှမူရစေဝါဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ PSLF DNL မှမူရစ်ဆေးဝါးတုံးဆွဲသူများကိုအကျဉ်းစာရိတ္တပြုပြင်ရေးစခန်းတွင်6လကြာပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါဗါး2025ခုနှစ်တွင် PSLF DNL ၏တအောင်းပြည်ရတဖွဲ့မှ ခရိုင်9ခုတွင် ရှိသောမြို့နယ်16မြို့အတွင်မူရစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းများကိုရခင်ထက်ပိုမိုလှုပ်ဆောင်လာမှုကြောင့်မူရစ်ဆေးဝါးရောင်းရွယ်သူနှင့်တုံးဆွဲသူအများအပြားဖမ်းဆီးရမိခဲ့ပါသည် ဧပြီလတွင်လည်းတောင်ပြည်ရက်တက်ဖွဲ့မှမူရစ်စေးဝါးရောင်းဝယ်သူ73ဦးနှင့်သုံးဆွဲသူ65ဦးတို့ကိုဖမ်းဆီးရေးယူနိုင်ခဲ့ပါတယ်ခမညာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီမှပေးပို့ထားတာဖြစ်ပါတယ်ခမညာ